မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DBBO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဂရနီဒေတာမှာရှိတဲ့စပေးရှောင်းတွေထဲကကြောင်းတက်နေသူများတဲ့မိသားစုတွေဟာကြောင်းလာကပေးဖို့ခက်ခဲနေတာကြောင့်ကြောင်းနာရတော့မဲ့အခြေအနေတွေကြုံနေရပါတယ်ခွန်ဆုံးပေးပို့ထားပါရရှင်ရှန်ကီယာနေဆန်း ခေခုံမြို့နယ်နဲ့ဒီမော့ဆိုမြို့နောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေနဲ့စစ်ပေးဆောင်စခန်းတွေမှာခိုးလုံနေကြတဲ့မိသားစုတွေမှာအလောက်ကန်ခွင်လန်းရှားပါနေလို့နေ့စဉ်ဘဝရက်တည်ဖို့ခက်ခဲနေပါတယ်။အဲ့ဒီကြားကနေကျောင်းနေအရွယ်ကလေးတွေကိုကျောင်းထားပေးရတဲ့လူများတဲ့မိသားစုတွေမှာကျောင်းလာကဟာဝင်တော့ဝင်ဖို့ဖြစ်နေတာကြောင့်မိမိဒါရီမီတွေကတချို့ကိုကျောင်းနာထားရမယ်အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ကလေးရဲ့စာတင်ဖို့ကိစ္စပြောရမယ်ဆိုရင်အဲကျောင်းသားမိဘစီကနေမူလတန်းဆိုရင်တူကို9000နှုန်းအလဲတန်းဆိုရင်8000နှုန်းကောက်ရအောင်မှမပေးနိုင်တဲ့အင်ထောင်စုတွေတွေ့ရတယ်။ကျောင်းလာခတ်မပေးနိုင်လို့ဆိုပြီးတော့မှကလေးကိုကျောင်းနာခိုင်းမယ်ဆိုတာလဲကြားရတာပေါ့။ Greeny Data ကစစ်ပေးဆောင်အများစုမှာမိမိတို့ရဲ့လက်ငုပ်လည်ရင်စိုက်ပျိုးမြည်တွေမှာ တိုက်ပွဲတွေကြောင့်စိုက်ပျိုးစားတော့လို့မရတာဟာလေမိသားစုဝန်ရေးအတွက်ပုံမှုခက်ခဲနေတာပါ။ ဒါအပြင်စစ်ကော်မရှင်တပ်ဟာစစ်ပေးရှောင်စခန်းတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေလို့စစ်ပေးရှောင်ပြည်သူတွေအသက်ဆုံးရှုံးကြတာတွေရှိပါတယ်။အဲ့လို လေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့စစ်ရှောင်မီတာစုတွေဟာလုံးကျုံမဲ့ထင်မဲ့နေရာတွေကို ပြောင်းရွှေ့နေရလို့ပညာရေးတပိုင်းတစားနဲ့ကျောင်းဆက်မတက်နိုင်တော့တဲ့ကလေးတွေလည်းရှိနေတာပါ။ စီးပွားရေးအခြေအနေလည်းမရှိကြတဲ့အခါကျတော့အဲတချို့ဆိုနှစင်ချောင်းသုံးစင်ချောင်းပေါ့နော်အဲမျိုးဖြစ်တဲ့အတွက်လက်တလောဟိုဘလုကမလိုင်းချောင်းလာတဲ့အချိန်မှာနေဖို့တော့မှပြန်ရင်မတီချောင်းနေရဖြစ်တဲ့အတွက်ဒီချောင်းလာတွေအနေနဲ့တချို့လည်းအခက်အခဲဖြစ်တာပေါ့ပြန်ပြန်တင်ကြဖို့ဆိုရင်တချို့ချောင်းလာတွေကျတော့ပြန်ရင်မတင်ရောက်နိုင်လို့ပေါ့နော်စီပေးချောင်းစကန်တွေကချောင်းနေအရွယ်ကလေးတချို့အပြင်ကြေးရွာတွေမှာနေထိုင်ကြတဲ့ကလေးတချို့လည်းပညာရေးတပိုင်းတစဖြစ်နေတာပါ သူတို့တွေကြောင်းဆက်တက်ခွင့်မရတော့တာဟာဆရာဆရာမတွေကြောင့်မဟုတ်ပဲမိဘတွေကိုယ်တိုင်ကကြောင်းလာကမတက်နိုင်လို့ကြောင်းထုတ်ထားကြတာဖြစ်တယ်လို့ဒေတာကန်တွေကဆိုပါလေဆရာမတွေထုတ်တော့မဟုတ်ဘူးနော်မိဘတွေပြည်တယ်လို့သူကလေးတွေကိုကြောင်းထုတ်တော့နော် ကွာကိုထောက်လို့ပါတော့အာနာဒိစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ကရာခရနီပြည်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကြောင့်ဒီလာပိုင်းအတွင်းစစ်ပီးရှောင်ဦးရီတောင်းနဲ့ချီပြီးထတ်တိုးလာနေပါတယ်ခရနီဒေတာမှာရှိတဲ့စစ်ပီးရှောင်မိသားစုတွေကကျောင်းနေရွယ်တချို့မှာပညာရေးဆုံးရှုံးနေပါတယ်ကျွန်တော်ခွန်စော်ဦးပါ မြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံဘုတ်သဘောတူညီချက်၅ရပ်ကိုအများယုံကြည်မှုပြန်လည်ရရှိရေးအတွက်ဂျိုဘတ်အထောက်မှုတွေအချိန်မြင့်လှုပ်ဆောင်နိုင်ဖို့အာဆီယံကိုမလေးရှားကတိုက်တွန်းလိုက်တဲ့အကြောင်း The Sun Malaysia သတင်းမှာစက်တင်ဘာလ28ရက်ကဖော်ပြပါရယ်ဒီခရက်စနေနေ့မှာကျင်းပတဲ့အချိန်80မြောက်ကုလသမဂ္ဂထရွေညီလာခံမှာမလေးရှားနိုင်ငံကြ ాయి ဝန်ကြီးမိုဟာမက်ဟာဆန်ကမိန့်ခွန်းပြောကြားရမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ မြန်မာနိုင်ငံမှာပြစ်ခတ်ရက်စရေသဘောတူညီထားတဲ့နယ်မြေတချို့မှာပြက်ပြားသွားပြီးအကြမ်းဖက်မှုတွေကရက်သားတွေကိုဆက်လက်အန္တရာယ်ပြုနေတာကြောင့်အလွန်စိတ်ပြက်မိတယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။ ဒါအပြင်မြန်မာနိုင်ငံဟာအထူးကျန်နိုင်ငံမဟုတ်ပဲအာဆီယံဒေသရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုအနာရယူသူတွေကသဘောပေါက်ရမှာဖြစ်တယ်လို့မြန်မာအကြက်တဲအတွက်မြန်မာပိုင်မြန်မာဦးဆောင်တဲ့ဖြည့်ရှင်မှုတစ်ခုရလာဖို့ယုံကြည်ချက်ရှိရှိလက်တွဲလှုပ်ဆောင်မယ်ဆိုရင်ပြည်သူတွေအားလုံးအတွက်တောက်ပပြီးဘေးကင်းလုံခြုံမှုရှိတဲ့အနာဂတ်ကိုရရှိလာမှာဖြစ်တယ်လို့လည်းဆိုပါတယ်ရှင်။ ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကူဟာစက်တင်ဘာလ29ရက်မှာအစိုးရမူဝါဒအစီအစဉ်ကိုလွှတ်တော်စီတင်ပြခဲ့ပြီးအရှိတောင်အာရှရဲ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုပြန်အသက်သွင်းဖို့ချက်ချင်းလှုပ်ဆောင်မဲ့အချက်တွေကိုအယုံဆိုင်လှုပ်ဆောင်ခဲ့ပါတယ်။အနုတင်ရဲ့မူဝါဒတွေထဲမှာလူနေမှုဇေတ်တွေရှော့ချဖို့အနောက်စုကျွေးမိတွေကိုကိုက်တွယ်ဖြည့်ရှင်းမှုနဲ့ပြည်တွင်းခီးသွားလုပ်ငန်းကိုလှုပ်ဆောင်ဖို့အစီအမံတွေပါပါတယ်။ ဌာနကဟာအခုခါမှာအမေရိကန်ရဲ့အခွန်စည်းကြမှုအဲအကျွေးမြင့်မာမှု အသုံးဆွဲအားနည်းမှုနဲ့ဘက်ွယ်တက်မှုမြင့်တက်လာမှုတို့ကိုရင်ဆိုင်နေရပါတယ်။တခြားဥစားပေးလုပ်ငန်းတွေထဲမှာကမ္ဘောဒီးယားနိုင်ငံနဲ့အငြင်းပွားမှုကိုငြင်းငြိမ်းချမ်းချမ်းဖြစ်ရှိရေးတရားမဝင်လောကစားရုံတွေကိုတိုက်ဖျက်ဖို့နဲ့အစ်စ်မြင့်သတိပေးစနစ်တွေကိုတုံ့ချအားဖြင့်တဘာဝ BND ရဲ့ကြိုတင်ပြင်ဆင်မှုတွေကိုတွန်းမြင့်ဆောင်ရွက်ဖို့တို့ပါဝင်ပါတယ်။ အနုတင်ဦးဆောင်တဲ့အစိုးရဟာသူ့အစီအမံတွေကိုအောက်ထည့်ဖို့ဖို့အကန့်အသတ်ရှိပြီးဝန်ကြီးချုပ်ဟာဇန်နဝါရီလကုန်မှလွှတ်တော်ကိုဖြတ်သိမ်းဖို့အစီအစဉ်ထားပါတယ်မတ်လဒါမမဟုတ်ဧပြီလအစပိုင်းမှာအထရွေရေကောက်ပွဲကျင်းပဖို့အစီအစဉ်ထားတယ်လို့ပြီးခဲ့တဲ့အပတ်ကကြေညာခဲ့ပါတယ်ရှင်။ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချေချိုဆမ်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။